အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တရင်ချနေရဲ့အော်တိုဘာလာ24ရက်နေ့ရေဒီယိုအစီအစဉ်ကိုတက်ဆက်ပြတော်မှာဖြစ်ပါတယ်။2025ခုနှစ်ထေဆေအုစုရဲ့ဖန်စီရာကိုခံရပြီးမှတည်ဆုံသွားပြီးသူ222ဦးရှိပါပြီ စစ်ကွန်မရှင်ဟာတအောင်သက်ထင်နာဝေထိန်းချုပ်ထားတဲ့ဒေတာတွေကိုအခုလ23ရက်အတွင်းလေကြောင်းကနေ35ချိန်ပုံကျွေတက်ခိုက်ခဲ့ပြီးအရတား49ဦးသေဆုံးခဲ့ပါတယ်။ဖကမျိုးစိတ်မူကြီးရွာအုပ်စုနတ်မော်ကြီးရွာကအကြောက်လုတ်ွက်တစ်ခုမှာမြေစာပုံပြိုတဲ့အတွက်အမျိုးသား2ဦးမြေစာပိပြီးသေဆုံးခဲ့ပါတယ်။စားရတဲ့တဲ့နုံတစားပြရမှာပါကျမတို့ဆက်စင်တစားတို့မိုင်းနေဖြစ်ပါတယ်။ 2025ခုနှစ်ထဲစေအုစုရဲ့ဖန်စီရာကိုခံရပြီးမှသိဆုံးသွားတဲ့ပြည်သူ223ဦးရှိပါပြီ။ဆောက်ဆိုင်ကသက်ဆက်ပေးမှာပါ။2025ခုနှစ်ထဲစေအုစုရဲ့ဖန်စီရာကိုခံရပြီးမှသိဆုံးသွားတဲ့ပြည်သူ223ယောက်ရှိနေတယ်လို့နိုင်ငံရေးအကျဉ်းသားများကညှိစောင့်ရှောက်ရေးအသင်း AAPP ရဲ့အချက်အလက်တွေအရသိရပါတယ်။ဒါဟာ2025ခုနှစ်ဇန်နဝါရီလ3ရက်နေ့ကနေအော်တိုဘာလ23ရက်နေ့အထိစာရင်းတွေဖြစ်တယ်လို့ AAPP ကဆိုပါတယ်။ ဲ့ဒီလိုတေဆုံးသူတွေထဲမှာအမျိုးသမီး39ယောက်ပါဝင်ပြီးအမျိုးသားကတော့182ယောက်ဖြစ်တယ်လို့သိရပါတယ်။တေဆုံးသူတွေထဲအသက်18နှစ်အောက်ကလေးငယ်10ယောက်ပါတယ်လို့လည်းဆိုပါတယ်။အဲ့ဒီထဲမှာမန္တလေးတိုင်းကတေဆုံးသူ86ယောက်နဲ့အများဆုံးဖြစ်ပြီးမကွေးတိုင်းကတော့တေဆုံးသူ54ယောက်နဲ့ဒုတိယအများဆုံးဖြစ်တယ်လို့ AABBSCM မှာဖော်ပြထားပါတယ်။ အခုအော်တိုဘာလာထဲမှာလဲမကွေးတိုင်းပေါ့မြုံနယ်အမတ်24ကာကွယ်ပစ္စည်းဆက်ယုံကနေခုနှစ်နှစ်ကစပြီးထွက်လာတဲ့အင်အား300ကျော်ပါဆေးအုပ်စုစစ်ကြောင်းဟာတိုင်ပင်ချေးရွာထဲဝင်ပြီးဒေတာခန်တွေဖြစ်တဲ့ဦးသိန်းဟာကိုဇော်ထွန်းနဲ့သူ့ရဲ့သမီးငယ်မချိုစင်ထွေးတို့ကိုဖမ်းဆီးပြီးပြစ်ခတ်တပ်ဖြတ်သွားတယ်လို့သိရပါတယ်အေပီဘီအထုတ်ပြန်ချက်အရတော့အာနာတိမ်မီအချိန်ကနေ2025အော်တိုဘာလ23ရက်နေ့အထိစေအုပ်စုကတပ်ဖြတ်တာကြောင့်နာမည်နဲ့တကွအတီးပြုတ်နိုင်တဲ့တေဆုံးသူဟာ 9399ရောက်ရှိလာပြီးအတိမပြုတ်နိုင်သေးတဲ့သူကတော့6000လောက်ရှိနေတယ်လို့သိရပါတယ်။ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးပို့ချင်နေဆိုရင်တော့မြစ်နာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996 333 3နှစ်တက်ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ ကချင်မင်းရဲ့ဖက်ကမျိုးစိတ်မှုကြီးရွာအုပ်စုနတ်မောကြီးရွာကကျောက်လောက်ကတခုမှမိစာပုံပြောတဲ့အတွက်အမျိုးသားနှစ်ဦးမိစာပြပြီးတိတ်ဆုံးခဲ့ပါတယ်။ထရိုဇာကတိဆက်ပေးမှာပါ။အောက်တိုဘာလ23ရက်နေ့ညနေပိုင်းနတ်မောကြီးရွာကကျောက်လောက်ကမိစာပုံဟောင်းပြူရာကြောင့်အမျိုးသားနှစ်ဦးမိစာပြပြီးတိတ်ဆုံးခဲ့တာဖြစ်တယ်လို့ဖက်ကဒေသခံအမျိုးသားတဦးကမရှိနာတဲ့တင်ချာလေးကိုပြောပါရဲ။ဟိုရှမ်းချေပေါ်တဲ့မြေစာပုံတင်စာ။ဒီလိုကမြေစာပုံဟောင်းမှာကြောက်စိန်တူးပြီးရှာတာပေါ့။ အဲ့မှာမြေစာပုံအဟောင်းဆိုတော့ပြုတ်ပြီးပြီးသွားတာပေါ့မြေစာပုံပြုတ်ကျတဲ့အတွက်အမျိုးသားနဲ့ဦးသေးဆုံးခဲ့ပြီးဆေချိုတက်အရွယ်အမျိုးသားတို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ3ရက်နေ့ကလည်းမော်စီစာဂျေယော်ကကြောက်လုတ်ွက်တစ်ခုမှာကြောက်တူးနေတဲ့အချိန်လုတ်ွက်ကဘာပြုတ်ကျတာကြောင့်အမျိုးသားတို့ထိခိုက်သေးဆုံးခဲ့ပါတယ်ဖကန်ဒေတာကကြောက်တူးဖို့လုတ်ွက်တွင်မှာမကြာခဏမြေစာပုံပြုတ်ပြီး ရင်မစေးတောက်ရှာသူတွေနဲ့ကွန်မတီဝန်ထမ်းတွေထိခိုက်သေးဆုံးတာတွေရှိနေတာဖြစ်ပါတယ်။ပူတောက်ခဲအတွင်းကဆိုရချောင်းတွေမှာကျောင်းသူဘက်ဆောက်အုပ်တွေကိုစာတင်နှစ်တဝက်ကျော်တဲ့အချိန်မထုတ်ပေးသေးတဲ့အပြင်အပြင်မှာလည်းရောင်းချသူတွေမရှိတာကြောင့်ကျောင်းသူကျောင်းသားတွေဟာဘက်ဆောက်အုပ်မရှိဘဲကျောင်းတက်နေကြရတယ်လို့ဒေတာခဏီကပြောပါတယ်။စစိုင်းကတင်ဆက်ပေးမှာပါ။မနက်ကဖဆောက်ဟောင်းတွေကိုကျောင်းစာဖွင့်ချိန်တုန်းကခွဲဝေပေးခဲ့ပေမဲ့ တချို့ចောင်းသူចောင်းသားတွေကမရရှိခဲ့ကြဘူးလို့ចောင်းသားမိဘတူကပြောပါတယ်။မင်းင်ခန်လာចောင်းမနီနာဒါလေကចောင်းသားတွေရဲ့စာအုပ်တွေတင်ထားတယ်။တင်ထားပြီးဒီနေ့ចောင်းတက်တဲ့သူတွေကိုမကောင်းတော့ပြီမဲ့ပြီးထားပါတော့။အဲ့ဒါတွေခံရတယ်။အဲ့လိုပဲတက်နေရတာပေါ့။မရတဲ့သူကမရမရတော့သူတို့ចောင်းမှာအဲ့ဒီလိုပဲတင်ပေးတာကိုရေးမှတ်ပြီးတက်နေကြရတာပေါ့။ ဖတ်စာအုပ်တွေကိုကျောင်းသားတိုင်းမရရှိတဲ့အတွက်စာတင်ကြားရေးမှာအခက်အခဲတွေကြုံတွေ့နေရပြီးဖတ်စာအုပ်မရှိဘဲကျောင်းသက်နေကြတာလေးလကျော်ရှိပြီဖြစ်ပါတယ်။ကလေးမိဘတွေဟာမြချနာမျိုးကနေဖတ်စာအုပ်ဝယ်ယူဖို့ကြိုးစားပေမဲ့မရရှိကြသလိုဒေသအတွင်းဖတ်စာအုပ်အဟောင်းတွေကိုရှာဖွေပေမဲ့အခုချိန်ထိစုံလင်အောင်မရှိသေးဘူးလို့သိရပါတယ်။ဒါပြင် ရေးမှတ်စာအုပ်တွေလည်းပူတာဟုခရိုင်အတွင်းရောင်းချတာမရှိတဲ့အတွက်တချို့ကမိချင်းနှမျိုးအနေမှာယူကြရလို့လည်းသိရပါဗျ။အရင်နှစ်တွေကအစိုးရအကြောင်းမှအကြောင်းလာအပ်တဲ့ကလေးတွေကို ကျောင်းဝတ်တည်းမှာပဲမူလတန်းကနေအထက်တန်းထိဖတ်စာအုပ်နဲ့ရေးစာအုပ်ခဲတံဘောပင်ပေတာနဲ့ခဲပြတ်တွေကိုတစ်ခါတည်းပေးလိုက်ကြပြီမဲ့ဒီနှစ်မှာတော့မရရှိတဲ့အခြေအနေပါဘူတော်ခရိုင်အတွင်းကမြို့နယ်တွေမှာတမကအခြေရွာတွေအထိကျောင်းတက်နေတဲ့ကလေးတွေစာရေးကိရိယာတွေမရှိတာကြောင့်ခက်ခဲနေတယ်လို့ဆေးဝါးတွေလည်းတာမြင့်ပစ္စည်းတစ်ခုလိုတည်ယူခွင့်မရှိတဲ့အတွက်အခြေခံဆေးဝါးတွေတောင်မှမရှိတဲ့အခြေအနေကို ရောက်ရှိနေတယ်လို့သိရပါတယ်ပူတော်ဒေတာဟာလမ်းမဆက်တွေခက်ခဲတဲ့ဒေတာတစ်ခုဖြစ်ပြီး ရေကြီးရေရှာမှုအပြင်မိုးရာသီရောက်တိုင်းဝင်းလံခေါင်ဖျားတဲ့ဒေသတွေမှာလမ်းတွေပြတ်စီးလေးရှိပြီးတည်ယူပို့ဆောင်ရေးခက်ခဲပါတယ်။ စစ်ကောင်ရှင်ဟာတအောင်တက်ထန်ရီဒိတ်ချုပ်ချရီဒေတာရီကိုအခုလ23ရက်အတွင်းလေကြောင်းဝါနေ35ချိန်ပုံကျွတ်တက်ခိုက်ခဲ့ပြီးအရတား49ဦးတေဆုံးခဲ့ပါတယ်။အော်တိုဘာလာတရရဲ့နေရာနေ23ရက်နေ့အတွင်းစစ်ကောင်ရှင်ဟာလေကြောင်းဝါနေမန်တုံမြို့မှာ2ချိန်၊ကြောင်မေမြို့မှာ3ချိန်၊ဒီဘောမြို့မှာ6ချိန်၊မိုင်ငုံမြို့မှာ3ချိန်၊မိုင်လုံးမြို့မှာ4ချိန်၊နမ်ဆာမြို့မှာ6ချိန်၊နမ်တူမြို့မှာ6ချိန် မုံမိန်မြို့မှာ၃ချိန်နဲ့မုကုံမြို့မှာ၃ချိန်စစုပေါင်း35ချိန်လာရောက်ကြေးချတက်ခိုက်ခဲ့ရလို့ဆိုပါတယ်။ချားဖင်မနေညာကလေးနမသူမျိုးကိုလေးချောင်းကနေဘုံလေးချိန်လာရောက်ကြေးချခဲ့ရလို့ပြောဆိုထားပါတယ်။အဲဒီလိုဘုံချိန်မှုတွေကြောင့်ကလေးစိတ်ဦးအမျိုးသား16ဦးနဲ့အမျိုးသမီး21ဦးစစုပေါင်း59ဦးသေဆုံးခဲ့ပြီးတော့ကလေး24ဦးအမျိုးသား19ဦးအမျိုးသမီး18ဦးတန်ကာတော်နှစ်ပါအပါအဝင်စစုပေါင်း63ဦးထိခိုက်ဒဏ်ရာရှိခဲ့ရလို့သိရပါတယ်။ အခုလိုလူထိခိုက်ဒေဆုံးမှုတွေအပြင်နေအိမ်166အိမ်၊စာတင်ကျောင်း9ကျောင်း၊ဖုန်ကြီးကျောင်း6ကျောင်း၊ကျောင်းဆောင်8ဆောင်၊အဆောက်အဦ6ခု၊ဆိုင်ခန်း9ခန်း၊လက်ဖက်ဆက်ရုံ3ရုံ၊ဆိုင်ကလေးစီးနဲ့ကားစီစီးတို့လည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့ပြောဆိုထားပါတယ်။စကောက်စီတာဟာ TNL ရဲ့တင်းချုပ် data reader မကတိုင်းဒါလနက်ကင်တွေနဲ့ဘီတုကကိုရတက်တော့ကတက်ခိုက်တင်ပရရှိခဲ့တဲ့နေရာတွေကိုလည်းလူလေးချောင်းလက်လက်ကြီး drone တွေနဲ့အပြင်းမဲ့ဘီတုတွေအပေါ်တက်ခိုက်ပြီးဆေးရွှဲမှုတွေကျလွန်နေတာလို့ပြောဆိုထားပါတယ်။ မြင်းမြုံမိုင်းနဲ့အချားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်ကိုလက်အင်ကဆုံရှုံသွားရတဲ့သူတွေရဲ့အကြောင်းနဲ့မြင်းမြုံမိုင်းအနေရကိုဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာအတူတူလေ့လာကြည့်ကြရအောင်မြင်းမြုံမိုင်းအနေရမြင်းမြုံမိုင်းတွေကြောင့်ကိုလက်အင်ကဆုံရှုံသွားတဲ့သူတွေရဲ့အဖြစ်ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာနဲ့သူတို့ကိုဘယ်လိုအကူအညီပေးနိုင်မလဲဘယ်လိုအကူအညီချပါမလဲမြင်းမြုံမိုင်းဆိုတာမြေကြီးထဲမှာမြုပ်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတစ်ခုပါ လူတယောက်ဓမ္မမဟုတ်ယင်သစီဖြတ်သွားမိတဲ့အခါပောက်ခွဲမှုဖြစ်ပြီးပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေ ရနိုင်ပြီးတော့အတက်ကိုပါဆုံးရှုံးနိုင်ပါတယ်။ညမြုံမိုင်းကြောင့်ခြေတော်လက်ဓမ္မမဟုတ်တခြားကိုယ်လက်အင်္ဂါအစိတ်ပိုင်းတစ်ခုခုဆုံးရှုံးသွားတဲ့သူတွေဟာအသက်ရှင်နေပေမဲ့သူတို့ရဲ့ဘဝဟာ အကြီးအကျယ်ပြောင်းလဲသွားတာပါ။ထိခိုက်နေတာတွားရတဲ့သူတွေရဲ့ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံရမှုတွေကိုလည်းလေ့လာကြည့်ကြရအောင်သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာ ပြင်းထန်ပြီးတော့ နာတာရှည်နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။လမ်းလျှောက်ဖို့မတက်ရက်ဖို့ခုံဖို့အရာဝတ္ထုတွေကိုစုပ်ကင်ဖို့ကစားဖို့ဓမ္မမဟုတ်လေးလံတဲ့အလုပ်တွေမှာလုပ်ကင်ဖို့စတဲ့ရေရှည်လှုပ်ဆောင်မှုဆံရအခက်အခဲတွေကိုဖြစ်ပေါ်စေရတွေးရပါတယ်။တို့ဟာလမ်းလျှောက်ဖို့အလုပ်လုပ်ဖို့နေ့စဉ်လှုပ်ရှားမှုတွေလုပ်ဖို့အခက်အခဲတွေကိုစိန်ခေါ်မှုတည်းရအနေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရောဘာတွေဖြစ်မလဲမြေမြုံမိုင်းကြောင့်ထိခိုက်ခံစားရတဲ့သူတွေဟာ ဆိုရင်စိတ်စိတ်တကြချင်းစိတ်တန်ရာနဲ့အခြားစိတ်ချမ်းသာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ဒါအပြင်မြေမြုပ်မိုင်းကြောင့်ကိုလက်အင်ကာဆုံးရှုံးသွားရတဲ့လူအချို့ကသူတို့ရဲ့အခြေအနေကြောင့်လူအများကြီးမှမနေရဘဲအထီးကျန်ဆန်နေတတ်ပါတယ်။အိဆက်ချင်းဆိုင်ရာအခက်ခဲစိတ်ခံစားမှုပြောင်းလဲလာခြင်းအစာအသောက်ပြတ်ခြင်းအာယုံဆူဆိုက်ဖို့ခက်ခဲခြင်းစတဲ့မတူညီတဲ့အဆင့်တွေနဲ့ကြုံတွေ့နိုင်ပါတယ်။ အခုလိုမြေမြုပ်မိုင်းတွေအကြောင်းရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့သူတွေကိုခွဲခြားတာတွေမရှိဘဲတန်းတူအခွင့်အရေးပေးပြီးစာနာဖေးမှရပါမယ်။မြေမြုပ်မိုင်းတွေအကြောင်းရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတဲ့သူတွေဟာတာမန်လူတွေထက်စိတ်ပိုင်းဆိုင်ရာပိုထိရှလွယ်သူတွေဖြစ်တဲ့အတွက်သူတို့ကိုတန်းတူညီမျှဆက်ဆံပေးပြီးစိတ်သက်ကိုထူထောင်နိုင်အောင်ကူညီပေးဖို့လိုအပ်ပါတယ်။စာနာနားလည်မှုပေးပါသူတို့ခံစားနေရတာတွေကို နားလည်ပြီးကျင်နာစွာဆက်ဆံပါ တို့ရဲ့စိတ်တန်ရာကိုစိတ်ရှည်တီးခံစွာစာနာပေးပါ စိတ်သက်ခွန်အားပေးပါ အားပေးပါတို့ရဲ့စွာတွေကိုအတိအမှတ်ပြုပါအနိုင်ကျင့်တာပြည့်ရဲ့ပြုတာမျိုးလုံးဝမလုပ်ပါနဲ့အလုတ်ကိုင်းရနိုင်အောင်ကူညီပေးတာတင် जा ပေးတာ နေထိုင်ရေးအတွက်အထောက်ပံ့ပေးတာတွေဟာတို့ဘဝကိုနှောင့်နှံ့မရှိအောင်ကူညီနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်ဒီလိုဆိုရင်မြေမြုံမိုင်းအလျေတွေကိုဘယ်လိုကြိုတင်ကာကွယ်ကြမလဲကျွန်တော်တို့ အနေရှိတဲ့နေရာတွေကိုရှောင်ရပါမယ်အရင်က တိုက်ပွဲဖြစ်ပွားခဲ့ဘူးတဲ့နေရာမိုင်းရှိတယ်ဆိုတော့ဆိုင်းဘုတ်ရှိတဲ့နေရာဒါမှမဟုတ်တတိပိန်နမိတ်ပုံရှိတဲ့နေရာတွေကိုရှောင်ရပါမယ်စစ်ဖြစ်ခဲ့ဘူးတဲ့ဒေသဘုံပေါက်ကွဲဖူးတဲ့နေရာဒါမှမဟုတ်အနေရရှိတယ်လို့အရေးထားတဲ့ဆိုင်းဘုတ်ရှိတဲ့နေရာတွေကိုဘယ်တော့မှမတွားပါနဲ့လမ်းကြောင်းတွေကိုပဲတွားပါလူတွားများတဲ့လမ်းကလန်ဒါမှမဟုတ်လုံချုံရေးတတ်မှတ်ထားတဲ့လမ်းကြောင်းတွေအတိုင်းပဲသွားပါလမ်းဘေးဒါမှမဟုတ်လေကွင်း တောဆက်တွေထဲကိုဘယ်တော့မှဖြတ်မလျှောက်ပါနဲ့တတိထားเสียအရာတွေကိုဂယုဆိုင်ပါ နေရာတကာဆွန့်ပစ်ထားတဲ့တန်တို့ဒန်ဆစစ်ပစ္စည်းဒါမှမဟုတ်ပုံမှန်မဟုတ်တဲ့အရာဝတ္ထုတွေကိုတွေ့ရင် လုံးဝမထိပါနဲ့အဲ့ဒါတွေဟာမြေမြုပ်မိုင်းဒါမှမဟုတ်ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့အမြဲတတိထားဆင်ခြင်နေရပါမယ်တတိပေးချက်တွေကိုနားထောင်ပါဒေတာဆိုင်ရာအာဏာပိုင်တွေနဲ့အန္တရာယ်ကင်းရေးအဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့တတိပေးချက်တွေကိုအမြဲတမ်းဂယုဆိုင်နားထောင်ပါ မြေမြုံမိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေပြန့်နှံ့တည်ရှိတဲ့နေရာမှာရောက်နေတယ်လို့တန်တရားရှိနေရင်လမ်းလျှောက်ချင်းမှာချက်ချင်းရပ်ပါလှုပ်ရှားမှုမပြုပါနဲ့တခြားသူတွေကိုအကွာအဝေးတစ်ခုမှနေစေပြီးကို့အနီးအနားကိုမလာဖို့တတိပေးပါမြေမြုံမိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုထိကိုင်းချင်းဒါမှမဟုတ်အနာချင်းကတ်တာတွေကိုမလုပ်ပါနဲ့ကိုယ့်ရဲ့အနောက်ဘက်ကိုဂယုတစိုက်တေးချကြည့်ပြီးကိုယ့်ရဲ့ခြေလမ်းတိုင်းနောက်ကိုပြန်လှည့်ပါအနေရရှိတဲ့နေရာရဲ့အကြောင်းကိုရွာခေါင်းဆောင်တွေနဲ့ရက်ရွာမှာလူတိများတဲ့ပုံကိုယ်တွေ ။တငယ်ချင်းတွေမိသားစုနဲ့အခြားသူတွေကိုအတိပေးအကြောင်းကြားပြီးအခြားသူတွေကိုလည်းပြောပြဖို့တိုက်တွန်းပါ။ဒီမြေမြုပ်မိုင်းတွေရဲ့အန္တရာယ်ဘာတွေလဲဆိုတော့မြေကြီးထဲမှာပုံကွယ်နေတာမို့မျက်စိနဲ့မြင်ဖို့ခက်ခဲပါတယ်။ဒါအပြင်သူတို့ကိုဖျက်ဆီးမပစ်သေးတဲ့တွေနှစ်ပေါင်းများစွာအလုံးလုံးနေနိုင်ပါတယ်။ဒီမြေမြုပ်မိုင်းတွေဟာကလေးတွေဆော့ကစားတဲ့နေရာလေယာမြေလမ်းနဲ့တောနီးရာအနီးမှာရှိနေတတ်တာမို့ဘသူမဆိုအနေရနဲ့ရင်ဆိုင်နိုင်ပါတယ်။မြေမြုပ်မိုင်းတွေဟာတနအီအတွင်းအသက်ဆုံးရှုံးစေသလို သဘောအလုံးအပြောင်းလဲဖြစ်စေတတ်ပါတယ်။အနည်းငယ်ကိုတိပြီးရှောင်ကျင်နိုင်ဖို့ကာကွယ်နိုင်ဖို့ကျွန်တော်တို့အားလုံးအတွက်အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။မြစ်နာတရင်ချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရတဲ့အချိန်အထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချိန်ပြည်နေအတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။